ားမတော်သားလေးဆိုပါကျွန်တော်ရဲ့ APR အခမ်းမြမကျွချင်နေလေးကနေမြစ်ထွေစွာပြန်လေးကျွဆွလိုက်ပါတယ်ဒီကနေ့မှာတော့ရခိုင်လူမျိုးတိုင်းတိထားတဲ့အရေးအမှတ်များတိထားတဲ့ရခိုင်တယံစရာဝင်ငွေတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရခိုင်လူမျိုးတို့တယောက်ချင်းစီရတဲ့တယံစရာဝင်ငွေတွေကိုလည်းပဲပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဆောင်းအောင်ကြည့်ချုနားဆင်ပေးကြပါဦးခင်ဗျာ ရခိုင်ရှိတဝါဒံကတနှစ်ပြန်မှဝင်ငွေဟာအမေရိကန်ဒေါ်လာတန်1800ရရှိတယ်လို့သိရပါတယ်ဒီပမာဏဟာစေစွန်းနဲ့အတွင်းစင်ကာပူကိုချုပ်တက်ပြီးတော့ချမ်းသာနိုင်စွန်းရှိတဲ့ရခိုင်တန်ရာဇာနာအကြောင်းကိုရခိုင်လူမျိုးတိုင်းသိထားတဲ့လေလို့ထင်တဲ့အတွက်ကြောင့်တင်ဆက်ပေးတာဖြစ်ပါတယ်ဒေါ်လာတန်1800ဟာခင်ကနန်းတင်ရှာနဲ့ဖော်ပြရမယ်ဆိုရင်ကနန်းအရှည်အတွက်ပေါင်း၄လုံးရှိပါတယ်ဒီနေ့ဒေါ်လာပေါင်းစင်းနဲ့ ဖော်ပြရမယ်ဆိုရင်မြန်မာကျပ်ငွေကတည်းတသိန်း၈000 9000လောက်ရှိပါတယ်။ခင်းကနန်းအရေအတွက်ဟာ73လုံးဖြစ်ပါတယ်။တစ်နှစ်ဝင်ငွေပမာဏဖြစ်ပါတယ်။တစ်လဝင်ငွေဆိုလို့ရှိရင်ဒေါ်လာငွေပေါင်းတန်ပေါင်း150ရှိပါတယ်။ခင်းကနန်းအရေအတွက်ဟာ9လုံးရှိပါတယ်။တရက်ဝင်ငွေဟာဒေါ်လာ5တန်းရှိပါတယ်။ခင်းကနန်းအပြင်တော့9လုံးရှိပါတယ်။ရခိုင်လူမျိုးတအူဟာအလုံးမလုံးပဲတစ်နှစ်မှာ မြန်မာငွေ6သိန်းရရှိမှာဖြစ်ပါတယ်မိသားစုတစုမှာ9ဦးရှိမယ်ဆိုလို့ရှိရင်တစ်နှစ်မှာသိန်း30ရမှာပါကျွန်တော်တို့မိသားစုဆိုလို့ရှိရင်600ရှိပါတယ်ဒီအတွက်မြန်မာကျပ်ငွေကျွန်တော်တို့မိသားစုတစ်နှစ်ရမယ်မြန်မာကျပ်ငွေက36သိန်းရမှာဖြစ်ပါတယ်ဆိုတော့ရခိုင်လူမျိုးများဟာအလုံးမလုံးပဲထိန်းစားနိုင်တဲ့လူမျိုးတွေဖြစ်နိုင်ပါတယ်ဆိုတော့ဒါဟာဥပမာ သဘောပြောပြတာဖြစ်ပါတယ်အလုံးမလုံးပဲထိန်စားဖို့ပြောတာမဟုတ်ပါဘူးဒီတယံဇာတာကရနေတဲ့ငွေကြေးကိုတွက်ချက်ပြတာဖြစ်ပါတယ်ဆိုတော့တစ်နှစ်မှာ6သိန်းရတယ်ဆိုလို့ရှင်ဒီလိုများပြတဲ့ငွေကိုရခိုင်လူမျိုးတွေတပြားတစ်ကြက်မြမခံစားဘဲနဲ့ရခိုင်လူမျိုးတွေဘာကြောင့်ဆင်းနေပါသလဲဒါဟာအဖြေကရှင်းပါတယ်စဉ်းစားလေစဉ်းစားကြည့်ကြပါ စင်ကာပူရဲ့ရှမ်းသာနေတဲ့အချက်တွေကိုကျွန်တော်ပြောပြပါမယ်။2018ခုနှစ်မတိုင်ခင်ကာလကအင်္ဂလိပ် The Great 2000ခုနှစ်မှာစပြီးတော့ယနေ့အထိရခိုင်တန်ရန်စတာဝင်ငွေဘလရှိပြီလို့ထင်ပါတယ်လေ။ဒေါ်လာတန်6600ရှိပြီဖြစ်ပါတယ်။မြန်မာကျပ်ငွေနဲ့ပုံပြမယ်ဆိုလျင်နှစ်ခုနိုင်စရာတော့မရှိအောင်များပြားလာတဲ့ကိန်းကနန်းဖြစ်ပါတယ်။ကိန်းကနန်းအခြေအတွက်ကတော့15လုံးတိတိရှိပါတယ်။ ကိန်းကနန်းပေါင်းစင်နဲ့မဆက်အောင်မြပြတဲ့ငွေကြေးပမာဏဖြစ်တာကိုတတိပြုရန်လိုပါတယ်ရရှိပြီးတဲ့တင်ရန်ဇာတရငွေတွေကိုမျှဝေမယ်ဆိုလို့ရှိရင်ရခိုင်တရောင်ချင်းစီတူဦးချင်းစီဟာအမေရိကန်ဒေါ်လာဘီလီယံ1.2ဘီလီယံထိရရှိမှာဖြစ်ပါတယ်မြန်မာကျပ်ငွေတွေဖော်ပြမယ်ဆိုလို့ရင်ကျပ်ဘီလီယံ200ဘီလီယံရရှိမှာဖြစ်ပါတယ်ငွေပမာဏအပြင်တင်ရောကျွန်တော်ရောတထဲတကြွေကြီးတူဦးတန်းကြွေတထဲကြီးတူဦးဖြစ်သွားနိုင်ပါတယ်စင်ခံကားတိုင်း ရခိုင်လူမျိုးတိုင်းသုံးဆွေးနိုင်တဲ့အဆင့်ဖြစ်ပါတယ်။တိုက်အိမ်နဲ့လူတိုင်းနေနိုင်တဲ့ပမာဏဖြစ်ပါတယ်။စေစုနှစ်တစ်ခုကြိုကြာဝင်ငွေကိုတွက်ချက်ထားခြင်းနဲ့ရခိုင်လူမျိုးတွေမဆင်းရဲတဲ့ပဲဆင်းရဲနေတာကိုတတိပြုမိကြမှာထင်ပါတယ်။ဒေါ်လာနှစ်တသမ3ဘီလီယံဟာလူတဦးရရှိမဲ့ငွေပမာဏသာဖြစ်ပါတယ်။ဒါဟာလက်ရှိအချိန်အထိရခိုင်တဘွားတယံဇာတကနေရရှိထားတဲ့ငွေပမာဏကိုရခိုင်လူဦးရေနဲ့အချို့ကျတွက်ချက်ထားတာဖြစ်ပါတယ်။ န်တော့အိမ်မှာမိသားစုတဦးရှိမယ်ဆိုရင်ဒေါ်လာဘီလီယံ1030တိတိရမှာဖြစ်ပါတယ်။စင်နှစ်စေစုနှစ်အတွင်းမှာစင်ကာပူထက်ရှမ်းသာနေတဲ့တက်တဲ့အထောက်အထားဆိုတာတအားကိုပြောတာပါ။ရခိုင်ပြည်ဟာရခိုင်လူမျိုးတွေလည်းနဲ့ပြိုးချောင်ရမယ်ဆိုလို့ရှိရင်2050လောက်မှာအာဆီယံနိုင်ငံကိုကြိုတက်နိုင်ပါမယ်လို့သုံးသပ်နေကြပါတယ်။ဒါဟာလက်တွေ့အပြင်တော့ပညာရှင်အရင်အမြင့်နဲ့ လူအရင်မြေတရံဆာနာတွေလေလိုအပ်ပါတယ်မြေပတရံဆာနာတွေဘလောင်ပဲရှိရှိလူအရင်မြေတရံဆာနာတွေကတော့ရှိနေဖို့လိုပါတယ်ဒါအတွက်ကျွန်တော်တို့ချုပ်တင်ပြင်ဆင်ထားပါမယ်ရခိုင်လူမျိုးရဲ့ရခိုင်ပြည်ရဲ့ဝင်ဝင်ပမာဏဟာဒီထက်များပြားနေပါသေးတယ်တောင်းရိပ်မိတဲ့အပင်ဆိုတာဘတော်မှဖွင့်ဖြိုးထွားခြင်းမှမဟုတ်ပါဘူးဆိုတော့လောင်းရိပ်ပြုတ်နေတဲ့အပင်ဟာလေကော့အတွက်အကျိုးမပြုတဲ့အတွက်တန်ဖိုးမဲ့တဲ့အပင်ကိုဥစွာပါထမအခုတ်ထွင်ရှင်းလင်းရပါမယ်ရခိုင်ပင်လေကန်ရိုတန်မှာရှင်းနံလောက်ွက် 30ကျော်ရှိပါတယ်တရုတ်ကိုရီးယားအိန္ဒိယနဲ့တခြားနိုင်ငံတွေလည်းပါဝင်ပါတယ်2012ခုနှစ်ကမြန်မာအစိုးရရဲ့ညှဉ်းပန်းမှုကြောင့်ရခိုင်ကမ်းရိုးတန်းမှာမြန်မာပိုင်ရခိုင်ပိုင်တွေကရှင်းနံတွင်တွေကိုကုလသမဂ္ဂခွန်ယုံဆုံးဖြတ်ချက်အရဘင်္ဂလားဒေ့ရှ်ကိုပေးလိုက်ရပါတယ်ဒါပေမဲ့ရခိုင်ပြည်ဟာဒီနေ့အထိုင်တီတစုံတရာပြောင်းလဲတိုးတက်လာခြင်းမတွေ့ရသေးပါဘူးပြပကိုထွက်ခွာအလုံးလုံးလာသူတွေများတထင်များလာနေပြီးတော့လူအရင်မြစ်တွေလည်းဆုံရှုံတဲ့ဆုံရှုံနေပါတယ်ရခိုင်လူမျိုးတွေဘာတွေလှုပ်တဲ့မှာတလဲဘာတွေ လုပ်နေကြမှာတည်းလေဘာတွေကိုပြုပြင်ရမလဲတန်းတူညီမျှမှုရှိပေါ်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်သစ်တရားတဲ့အခါမှာရခိုင်တရံဇာတာတွေကိုရခိုင်တွေစီမံခန့်ခွဲဝင်ရအောင်စ조사မှာပါရခိုင်အနာရခိုင်လက်ထက်ကိုမရောက်သေးသမျှဒီလိုရခိုင်တွေနေနာမှုတွေဆုံးရှုံးမှုတွေများစွာကိုဆက်လက်ကြုံတွေ့နေရအောင်ပါဆိုတော့ကျွန်တော်တို့ရခိုင် တပြေလုံးဟာရခိုင်ချုပ်ချာအနာကိုရရှိပြီးဆိုရင်တော့မှရခိုင်တွေရဲ့လူအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိုကျွန်တော်အများကြီးလောက်ရမှာဖြစ်ပါတယ်မြေပေါ်မြေအားတယံဆာနာတွေဘလောက်ပဲပို့ပို့လူအရင်းမြစ်တာလျင်အတိတ်ကဖြစ်ပါတယ်ဆိုတော့အောက်ချုပ်သူလူအရင်းမြစ်နဲ့ပညာရှင်အရင်းမြစ်တွေအများကြီးကိုကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်ဆိုတော့ ခင်ဗျားတို့ကျွန်တော်တို့ရဲ့မျက်စိထဲမှာဒေါ်လာတန်း1800ဟာကိန်းခဏအရေအတွက်အနည်းငယ်သာမြင်ပါလိမ့်မယ်။မျက်နှာဆုံးရှုံးနေတဲ့ရခိုင်လူမျိုးတွေရဲ့အခွင့်အရေးကိုရခိုင်သမျိုးသားလုံးသိစေဖို့အတွက်မျှဝေတင်ပြခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဆိုတော့ရခိုင်လူမျိုးတွေဟာမဖြစ်စလာတဲ့တိုင်းတရား200တော့နဲ့လေတန်းပေါင်းများစွာသောကတိပေါင်းများစွာသောငွေပမာဏတွေကိုစုံချုံခံရတာတွေကိုလေတတိပြုကြဖို့လိုပါတယ်စီမံကိန်းဒေသဧရိယာတွေမှာရခိုင်မြေတွေအများကြီးကို ငွေသိန်း100 200နဲ့တန်ဖိုးဖြတ်ပြီးတော့ရွှန်းချလိုက်ကြတာတွေလေတတိထားကြမှာပါ ဆိုတော့ရခိုင်ဒေသရဲ့တញ្ញံစရာဝင်ငွေတွေကိုတွက်ပြရခြင်းဟာရခိုင်လူမျိုးတွေဘလော့ထီဆုံးရှုံးနစ်နာနေတယ်လေဆိုတာကိုသိဖို့အတွက်ဖြစ်ပါတယ်ဆိုတော့အနာဂတ်ကာလမှာကျွန်တော်တို့အရခပြည်သူပြည်သားတွေအတွက်လူအငြင်းမြစ်အရေးကြီးပါတယ်အောက်ချုပ်သူအရခပြည်သူအစိုးရအနေနဲ့ ရခိုင်တယံစားလိုက်တွေကိုစီမံခန့်ခွဲဖို့အတွက်လူအယင်မြင့်ပညာရှင်အယင်မြင့်တွေကိုကြိုတင်ပြင်ဆင်ထားဖို့အတွက်တတိပြုစေလိုပါတယ်ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိနားဆင်ပေးခဲ့ကြတဲ့တချို့ပေးခဲ့ကြတဲ့ကျွန်တော်အာရခပြည်သူပြည်သားများနဲ့တော့မြန်မာပြည်သူပြည်သားများအလုံးစစ်အာဏာရှင်စနစ်အောက်ကနေအမြန်ဆုံးလွတ်မြောက်ရှုံထနိုင်ကြပါစေခင်ဗျာ